1 minute 1 sentence program နေပြီးတော့ကြိုဆိုပါတယ်အခုကကျွန်တော်တို့ဒေါ်ဂျီအေးရဲ့ဝိတုတွေအကြောင်းကိုကျွန်တော်တို့ခံစားမိတယ်လို့ပြောနေတာဒုတိယပိုင်းလည်းဖြစ်ပါတယ်ကဲကိုဇေကြီးကျွန်တော်တို့ပထမပိုင်းကလည်းပြီးသွားပြီဆိုတော့ဒါဒေါ်ဂျီနောက်ဝိတုတွေအကြောင်းကျွန်တော်တို့ဒုတိယပိုင်းပေါ့အဲ ကျွန်တော်တက်စားရင်ကိုစရာဒေါ်ကြီးအေးရမာကန်ပြိတက်လို့ကျွန်တော်သိထားတယ်ဟုတ်ကဲ့ပါကျွန်တော်တော့ဖတ်တော့ဖတ်တယ်ဖတ်ပြီးမင်းလည်းอืมကျွန်တော်စာရင်သိမှတ်မိတယ်ဟုတ်ကဲ့အဲ့ဒါဆိုတော့အဲမီနဲ့နန်းရအေဂျင့်တော်မှကျွန်တော်ကရုပ်ရှင်သွားကြည့်ထားတာဗီဒီယိုကြည့်ထားတာလို့ဗီဒီယိုပဲကျွန်တော်ကောင်းတဲ့အဲကျွန်တော်လက်စွဲနေတာပေါ့လေ ဒီရဲ့ကာရိုက်တာလည်းဟုတ်ကဲ့ကျွန်တော်လည်းထူးခြားတာပေါ့နာမည်လေးတွေဆိုရင်ကျွန်တော်ကြိုက်တတ်တယ်လေဟုတ်ကဲ့ဆိုတော့ကဲကိုဆွေကညညအင်ဂျန်ဆိုတော့ညညအင်ဂျန်ကြောင်းနေနေပြောပါအောင်ဗျာဟုတ်ကဲ့ပါအထူးသဖြင့်တော့ဒီတာမန်ဟွာပေါ့နော်ဒီစံဆက်လုပ်ငန်းလုပ်တဲ့ဒီနေမြုပ်လေးကမိသားစုတွေတဆူမှာပေါ့နော်ထူးခြားတဲ့စိတ်ခံစားခြင်းရှိနေတဲ့ဒီတမိမိန်ကလေးပေါ့နော်သူတို့မိမောင်နှမ၃ယောက်ရှိတာပေါ့နော်တင်မိခင်မိနဲ့မောင်ရင်းအငယ်ဆုံးရင်းသူတို့ချစ်စနုံးနဲ့ ရွာတလေးခေါ်တာအပုဆိုမောင်လေးရှိရပေါ့နော်ဒီ၃ယောက်မှာသူတို့အနေနဲ့နေရင်းနဲ့ဒီအချင်းချုပ်ပြောရရင်တော့သူတို့ရဲ့အဖေဟာအဲ့လိုပေါ့နော်ဒီတင်းမင်းရဲ့အမေရင်းရဲ့ညီမနဲ့ပဲဒီချိန်ထဲမှာပဲတူတူနေနေနေဆက်ပြီးတော့မှလက်ထပ်သွားပြီးတော့မှတင်းမင်းဟာဒီအတော်ပါအမေပြင်းနဲ့အဲဒီလိုမျိုးဖြစ်သွားတယ်ခံစားချက်ပြည့်ဝသွားခဲ့ရကျွန်တော်ဓမ္မသွားပြီးစိတ်ဝင်စားမိတာကဆိုတော့ဒါဆိုတော့ညီမနှစ်ယောက် เนี่ยဖြစ်မိရဲ့စက်ဟုတ်ကဲ့ပါဆွတော့အအပြင်မှာလည်းမဖြစ်နိုင်ဘူးလို့ကျွန်တော်တို့ပြောလို့မရဘူးပေါ့တိုးတော့ညာလဲကျွန်တော်တို့ကအဲအဲ့ဒီကာလမှာကြာဒါတခုခုကျွန်တော်တို့ပြောပြီးဆိုရင်ကိုယ်စက်တည်ရတိုင်းလဲကျွန်တော်တို့ခုညက်တက်ခွေတွေထည့်ပြောရတာဟုတ်ကဲ့ပါဟုတ်ကဲ့အဲကျွန်တော်တို့ပြောနေတဲ့ဝိတုဒီက1940ကျော်မှာထွက်ခဲ့တဲ့ဝိတုဒီက50ကျော်မှာထွက်ခဲ့တဲ့ဝိတုဒီက60ကျော်မှာထွက်ခဲ့တဲ့ဝိတုဒီကပဲရှိရအောင်เนาะဆိုတော့ကာလတွေကလည်းရေးကြည့်ရအောင်အဲ့ဒီအချိန်ကတော့တကယ်အားလုံးကပါပဲနောက်ပါဇက်ဟောင်းက ဖြစ်သွားတဲ့အနေအထားမျိုးလေးတွေပေါ့တော်တော်များများ Oh my god ပေါ့ဒီလိုမျိုးရေးရလားဒီလိုမျိုးတင်ပြရလားလမ်းကရောက်ကုန်ပြီပေါ့ဟုတ်ကဲ့ပါဟောတော်တည်းရလဲဆိုတော့ဆရာတခွန်တာယာရဲ့ဝိတုတပုတ်ကအဲ့ဒီလိုရှိတယ်ဗျဟုတ်ကဲ့ပါကိုစက်မနစ်ရမဟုတ်လားဗာကျွန်တော်ရဲ့ဆရာတခွန်တာယာပြည့်တဲ့ဆိုတော့အဲခေါင်းတင်တော်ကြရဲ့ဟိုအတိအကျမှန်ပါဆိုလို့မန်ဝဲစာမြောက်ပေါ်မှာလမ်းလျှောက်ခြင်းလားမသိဘူးဟုတ်ကဲ့ပါအဲ့ဒီကလည်းကျွန်တော်ဆရာမဒေါ်ကြီးနဲ့ပဲပေါင်းပြီးထုတ်ခဲ့တာပေါ့ကျွန်တော်ပြန်ဖတ်ရတော့ ဟောပါဒါနှစ်ယောက်ပေါင်းမဟုတ်တော့ဘဲနဲ့အမသာမားတော့ဒါအရင်ပထမမူကတော့ဒေါ်ကြီးရဲ့နဲ့တွဲထွက်ခဲ့တာပါဟုတ်ကဲ့ပါကြီးစားဒီမှာဆိုရင်လည်းမတွေ့ဘူးလားအဓိကဇက်ကောင်ကနော်ဟိုသူကမျိုးသမီးတယောက်နဲ့သူယူလိုက်တယ်ပေါ့တကယ်တကယ်ကပေါင်းသင်းနေနေမှာအေးသူယူထားတဲ့အမျိုးသမီးနဲ့သူနဲ့အဆင်မပြေတော့ဆိုတော့တည်တဲ့အခါမှာသူကစာသမားပေသမားဆိုတော့သူစာကြောင်းပေကြောင်းပြောရအောင်သူအမျိုးသမီးရဲ့ညီမလေးကလာနားထောင်ပေးရင်းနဲ့အဲ့ဒီမိုးချင်းနဲ့မိုးတဲတဲ့ညတညမှာပဲဆိုတော့ ဒါလေးတွေကလည်းသွားပြီးဆင်မိနေတာပါနော်ဟုတ်ကဲ့ပါဟုတ်ကဲ့အဲ့လေးဆက်ဆက်ပြောပါအောင်ဖြစ်တတ်တဲ့သဘောတရားတွေသဘောတရားတွေပဲဖြစ်ခဲ့ပေါ့နော်ဒါပေမဲ့တချို့ပြိတ္တတွေလည်းဘယ်လိုလေးယူဆသူကွန်ရက်ကွန်ရက်မှန်တယ်အမေတို့ခင်မာတွေကအမေတို့လည်းစဖတ်တဲ့သူတို့ရဲ့ချင်းချင်းမာတွေကဒါအိမ်အောင်ရေးဖောက်ပြန်မှုတခုပေါ့နော်ချင်းရဒီလိုပဲဟိုမှုရည်နေဖောက်ထုံးကခေါင်းလာပေါ့နော်သူညီမနှစ်ယောက်နဲ့ဒီအမျိုးသားတစ်ယောက်ကတင်းထဲမှာလက်ထပ်သွားတယ်ဆိုတော့မိုင်းချင်းမှုရဆိုရင်ဒါဒူချားလို့မကောင်းဘူးခဲ့ဒါကြောင့်ရက်ကြော်ကြော်ကြော်ပြင်အောင်ချင်းရလုံးဝတင့်လာလုံးတင့်မလားတိုင်းဆရာဆိုတာ ဟိုအားလုံးရဲ့လေးစားထိုက်သူပေါ့နော်ကောင်းရကောင်းချောင်းနေမဲ့ညောင်းအမှာဟိုအမျိုးသားတွေအတွက်လည်းနန်းကစ်ထွင်ဖို့များဟိုအဆပြေပြိုက်ကလားဆက်ပြီးဝေဖန်မှုတွေပြင်းထန်တော့ဝေဖန်မှုတွေကပေါ်ပေါက်ခဲ့တယ်လို့မျိုးလည်းပြောကြရပါတော့နော်ကိုယ်စံတည်တဲ့အချိန်မှာစာရေးဆရာကြီးဆိုတာကကျွန်တော်တို့ကဒီသူတို့ရဲ့ဒီနော်ဝတ္ထုတောက်ပြီးတောက်ထွက်လာတဲ့အခါမှာသူတို့အသက်အသက်တွေကိုဖန်တီးခြင်းတွေရှိရအောင်ကျွန်တော်အဲ့ဒီလိုပဲထင်တယ်လေထင်တာပြောတာပါ အောက်တော့ဟိုသူတို့အနေနဲ့ကလည်းဒီစောက်ကနေပြီးတော့မျော်မှန်းပြီးတော့စားတော့ရတဲ့အနေထားလည်းမဟုတ်ဘူးသူရ professional လည်းကြည့်ရောเนาะဟိုဆရာဝန်ဆိုတာသူရကတော်တော်အမှုပညာကိုဒါချပြခြင်းတဲ့အခါမှာเนาะဒါသူရအမှုပညာအားထုတ်မှုကိုပဲကျွန်တော်ဒီလိုပဲဖြစ်နေတယ်เนาะ ဆိုတော့တော့ပေါင်းသွားတာကိုလေခွန်ရှားခုနဒီမှာပြောသလိုမျိုးပေါ့နော်ခုနဆွေးနွေးကြသလိုပဲအဲဆရာမကြီးဟာကိုယ့်အပေါ်မှာဘယ်လိုမျိုးဆံမိုးသွားတာလဲဆိုရင်အဲကြပြားလေးတွေဖတ်ခဲ့တယ်နောက်ကောင်စကပြေဖတ်တယ်ဝိထုလူတွေဖတ်တယ်ပေါ့နော်နောက်ဘာသာပြန်လဲတောတောင်ကြီးတွေတို့အစစ်အီမာနာပေါ့နော်မျိုးမျိုးဖတ်ခဲ့တဲ့အထက်မှာမှာဒီညောင်ညအိမ်ပြန်မှာတော့ကျွန်တော်တို့ဇက်လန်းဇက်ကွက်အပြင်မှာရေးသားနေရပါပေါ့နော်ဒီတင်မင်းရဲ့စိတ်နှလုံးကြီးညှဉ်းနှွမ်းနေပုံကိုသူကနေပြတော့မှာနော် ညရာကုန်ရင်ရှော့ကြသွားရဆိုချင်းဆိုတန်မိုးတန်ညကုန်မှာနှုတ်ဆက်လက်ဆောင်ပေးစရာဘာများမရှိပါဘူးဆိုပြီးတော့သူ့စိတ်ထဲမှာဒီတဘာဝအလှတွေကလည်းငါ့အတွက်ဘာမှမဟုတ်တော့ဘူးဆိုတော့ဒီသက်စကိုနေရွယ်တင်မင်းအတွက်ပေါ့နော်ဒီနှလုံးသားတွေထိခိုက်ကြေကွဲသွားတဲ့အကြောင်းကိုလှပတဲ့စာသားညနေပေါ့နော်ပေါ်ထုတ်ပေးခဲ့တဲ့အတွက်ပေါ့ဟိုစိတ်ထဲမှာအလွန်မကျက်တော်လဲ ကတည်းကဖိုင်ရင်းနဲ့မှာပဲဆွဲခဲ့ရတယ်ပေါ့နော်အများစုလည်းနှစ်သက်ကြတယ်ကျွန်တော်စဉ်းစားမိတယ်တောင်းတအောင်ဒီမြန်မာအမျိုးသမီးတွေမြန်မာအမျိုးသမီးစာရေးဆရာမတွေကအဲရှင်းလေးရေးတာမရှိတဲ့စိတ်ခံစားချက်မျိုးဟုတ်ကဲ့ပါစိတ်ထဲမှာတော့ကျွန်တော်ရောဖြစ်နေတာပေါ့နော်စိတ်ထဲမှာတော့ကိုယ်ဇဲမနေ့ကလပေးတိုင်းမှာပြောတယ်လို့ပေါ့ဖုံဖုံဂျူနစ်အဲဟုတ်ကဲ့ပါဒီဝကျူရေးစရာဂျူနစ်ကဲအဲ့ဒါလေးအဲ့ဒါလေးနဲ့နှိုင်းရှင်ပြီးပြောပါဦးဗျာဟုတ်ကဲ့ပါအဲ့ဒါလေးတော့ဒါထည့်ထွက်လိုက်တော့ ပုံမှန်ကြုံညံ့နေတဲ့လက်ရှိတဲ့ပုံမှန်ပြရလက်ရှိနေတာပေါ့နော်ဆာဗာပရိသတ်တယောက်အနေနဲ့ရောအပြင်မှာလည်းကြုံတွေ့ခဲ့တဲ့ပရိသတ်တယောက်အနေနဲ့ပုံမှန်ပြရရဲ့ဒီစာမွေးနိုင်တဲ့ဝါသဘာပေါ့နော်အတွေ့အကြုံမျိုးလည်းဟိုအာအသင့်စရာဖြစ်ခဲ့ရတယ်လို့ပဲပေါ့နော်သူတစ်ဖြင့်ကိုယ်ရှာပြောင်းလဲပြန်ဆက်ဆက်မယ်ဆိုရင်ဆရာကြီးခင်မကြီးကြီးရတယ်သူရဲ့အတွင်းအဆက်အသွယ်ကိုတလွာစီဟို ရှင်နေလေးနဲ့ဖော်ထုတ်စလို့ပဲဆရာကြီးသူနဲ့ကလည်းပဲဒါလူတွေအတွင်းတွေကိုအပေါ်မှာဘယ်တော့ပဲဗဟိတမှာဖုံးလွှမ်းထားပေးမယ်နော်ရွှေတွေငွေတွေဂုံတွေပညာတွေနဲ့ဘယ်လိုပဲဖုံးထားပေးမယ်ဒီအတွင်းဆက်တာမှာဘာဖြစ်တယ်ဆိုတော့ရောပြင်ရနေပြီးတော့ကျွန်တော်တို့ရဲ့လောကကျူ BC နဲ့ကျွန်တော်တို့ဖုံးလွှမ်းလို့ရတာဟုတ်ကျွန်တော်တို့ရဲ့ဝေပုံစားပုံဟုတ်ကဲ့ပါနော်ကျွန်တော်တို့ရဲ့အသုံးဆောင်တွေနဲ့နော်တော်တော်ညာလည်းကျွန်တော်တို့စိတ်အတွင်းမှာတော့ကျွန်တော်တို့ရောင်ရက်ခတ်နေတာပါအတွင်းရောင်ရက်ခတ်တယ်ဆိုတာဟို ဒီ size ဆရာတွေဟာတကွက်ကြိုပြီးတော့မှမြင်နိုင်ခဲ့တယ်ဆိုတော့เนาะဒါကြောင့်ပညာဝါးရခဲ့ထင်တာပေါ့ဟောပေါ့စာရေးရဲ့သူမှလည်းအဲเนาะသူတို့ရဲ့ဉာဏ်ပညာအစင်တန်းရသူတို့ပြကျင်တာတွေရှိတယ်ဟုတ်ကဲ့ပါကျွန်တော်တို့စာဖတ်တဲ့သူတွေမှလည်းကျွန်တော်တို့ကဟိုစူးစမ်းပန်းစားဟုတ်ကဲ့အဲဒါစာဖတ်တဲ့သူလူတိုင်းဝင်တော့ကျွန်တော်မဆိုလို့ဘူးလေနော်စာဖတ်တဲ့သူမှလည်းသူတို့အစဉ်အမ်းမျိုးစုံရှိရအောင်စာဖတ်နိုင်တဲ့သူတွေလည်းရှိတယ်ဟုတ်တယ်တော့ကျွန်တော်တို့ကဒါကြောင့်မလို့ မမီမကန်းပဲဖြစ်ဖြစ်ဂျိုးသားပန်းသားသူတင်ပြခြင်းတဲ့ဟာမျိုးကျွန်တော်တို့ကတော့အဲ့အမီလိုက်ဖတ်တဲ့နေလို့ခင်ဗျာဒါမှမဟုတ်တချို့အလတ်မမီတာတွေရှိတဲ့အခါမှာကိုမကြိုက်တာတွေနဲ့ဂျုံွားရဲ့အခါမျိုးမှာဒီလိုမျိုးတွေကျွန်တော်တို့ကစံချက်ပတ်တွေဖြစ်လာတယ်လို့ခင်ဗျာဟုတ်ကဲ့ပါဟုတ်ကဲ့ပါဟုတ်ဒီမှာလေးနဲ့ပြန်ဆက်ရမယ်ဆိုရင်တော့ဒီအထူးသဖြင့်ပေါ့နော် ဒီအမခင်မင်းကတော့အဖေနဲ့အမေရဲ့ဒီလိုမျိုးပေါ့နော်ဒီအတော်ဟိုသူတို့ကအမေနဲ့မတော်ချင်မဲ့တော်လိုက်ရပြီဆိုတော့သူတို့စိတ်လုံးပြုတ်ပဲသွားတယ်မိဘကြီးကစီးပွားရေးတစ်ခုပဲလုပ်တယ်စီးပွားရေးလုပ်ငန်းလုပ်ပြီးသားမီးကိုကြောင်းထားပေးတယ်ဘော်ရာကပို့ပေးမိဘတော်ကိုချေပဟဲ့ဆိုတဲ့ရှေးရိုးစံခဲ့လို့ပြောမိဘလည်းမြေတောင်ဆော်ရတာတော့မဟုတ်ဘူးပေါ့နော်ဟိုကြောင်းထားပေးတယ်ဆိုရင် စားစရာလိုနေသိသိလုပ်ပေးပြီးပြီးကြောင်းထားပေးတယ်ဆိုရှင်တာဝန်ချက်ပြီးပေါ့နော်ဒီလိုချက်ချက်ပြောလိုက်တယ်ဆိုရင်တော့အဲ့ဒီဝိထုမျိုးကြီးကခနေခက်ပါလို့ပို့ပြီးရတော့မှအကျိုးရှိနေပြီဟုတ်ကဲ့ပါအော်ဆရာမကြီးကဒါခက်ကိုကြုံမြင်ပြီးရတော့မှရေးခဲ့တာတော့ပြောရအောင်ဖြစ်တယ်ဘယ်ခက်တိုင်းမှမဆိုဒီလိုမျိုးလူရဲ့တော့မှန်နေတော့ဒီရာမျိုးကရှိတတ်တယ်ဖြစ်တတ်တယ်ဆိုတော့ပြလိုက်ဟုတ်ကဲ့ပါဒါကြောင့်မလို့တော့ကြီးရဲ့ဝိထုကြီး ကျွန်တော်တို့ရေဘူးရအဖြစ်ပြောရမယ်ဆိုရင်တော့ပညာရှင်ဆက်လက်ကျွန်တော်တို့တောက်တက်တာပေါ့လေဟုတ်ကဲ့ကျွန်တော်လည်းပညာရှင်နေမှာမဟုတ်ဟုတ်ကဲ့ပါကျွန်တော်တို့ကကျွန်တော်တို့ခံစားရတယ်လို့ပဲပြောရလို့ပဲဝန်ခံပါဟုတ်ကဲ့ပါနော်ဆိုတော့ဒီစိတ်အတွင်းစိုက်စားမှုတွေကိုစစ်ထုတ်ပြရတယ်လို့ပဲပြောရမှာဟုတ်ကဲ့ပါဟုတ်ကဲ့အဲ့ဒီမှာမှသူရဲ့စမ်းတက်တဲ့နော်ရေးသားပုံတွေရေးရတဲ့ပြပြပုံတွေကြောက်သူက educate အဲ့ဒီခါမှာတော့ဟုတ်ကဲ့အမျိုးသားမပြောနဲ့ နော်အမျိုးသမီးဟိုအမျိုးသားတွေအထဲမှာတော့မပေါ်ပြူလာဖြစ်နိုင်တယ်အဲ့ဒီမှာအမျိုးသမီးဆိုတော့ဟိုမှာကဖြစ်ရတယ်ဟိုမှာကဖြစ်ခဲ့တယ်ဟုတ်တယ်ဟိုမှာသာပြတ်တက်ပြီဟိုကိုယ်ကသူရဲ့ဇလန်းတွေနဲ့အရေးသားမှကြတော့ကိုယ်ဆက်ပေါ်ဘယ်ဟာပို့ပြီးတော့သူတစ်ဖြစ်ပေါ့နော်အရေးသားတွေပေါ့နော်ဟိုဟိုတိုက်စာဖော်ရဆိုလိုမျိုးဝက်စာရေးထားဆိုမျိုးရှုပ်ထွေးနေတာပေါ့ပဲနေသူကနေပြီးသကလုံးအနှအစ်အလေးနေပေါ့နော်သူကနေပြီးတော့တင်ဆက်သွားတယ်ဒီညမှာဆိုရင် အင်းမဲ့လိုချင်ဆုံးကတော့အိမ်ဆိုပြီးတော့သူကဒီလိုရေးရှိခဲ့တယ်ပေါ့နော်အဲ့တော့ပိတ်သက်တွေကကျွန်တော်တို့လည်းဖတ်ခဲ့တယ်အထက်တန်းယူရလေတော့အင်းမဲ့ကမိဘနှစ်ပါးဒီငယ်မျိုးလေးမှာအိမ်ရှိရချမ်းသာတယ်လေဘာဖြစ်လို့သူကအဲ့လိုလိုချင်ရသေးတာလဲလို့တွေးခဲ့မိမိမယ်ရွယ်ရောက်လာပြီးတော့ဒီစာဖတ်ပိတ်သက်ပြန်နေဆွေးနွေးတဲ့အခါမှာတင်းမဲ့လိုချင်ဆုံးကတော့အိမ်ဆိုတော့သူကဘာသူလိုချင်တဲ့အိမ်ဟာမွေးထွေးတဲ့မြတ်တာတရားတွေရှိတယ်အဖေကနေပြီးတော့မင်းကိုမြတ်တာတရားရှိတယ် ဒီအဖေမင်းကနေဒါရိုက်မီတော်မှာနှွေးထွေးတဲ့မြစ်တာလုံခြုံမှုပေးတဲ့မြစ်တာကိုတင်မင်းကလိုချင်နေတာအရွှေငယ်ငုံတော့မပြောပြတတ်ခဲ့ဘူးရိုင်းဆိုင်တဲ့လိုတော်တင်မင်းကဖြစ်ခဲ့ရတယ်ပေါ့နော်ဒီလိုလေးအတွေ့အကြုံရခဲ့တယ်ပေါ့မြစ်တာတရားရဲ့ဟိုပေးသူနဲ့ယူသူမှာခွာခြားချက်ဖြစ်ခဲ့ရပြီပေါ့နော်ကျွန်တော်ထင်တယ်လေဆိုတော့ဒါကြောင့်မို့ကျွန်တော်ရရေဘူးရအပြင်တော့စာရေးဆရာတွေရဲ့တော့နောက်ကြောင်းကလည်းတစ်ခါတည်းမှာကျွန်တော်တို့တော့တွားကြည့်ဖြစ်တာပေါ့ဘာဖြစ်လို့လဲဆိုရေဘူးရအပြင်တော့ လူတယောက်ရဲ့စင်တန်းလည်းသူတို့ရဲ့ဘွဲတွေနဲ့မတက်ဆိုင်ဆိုပြီးမဲ့လေသူရဲ့ဒီ IG EG ပါလဲသူကဟိုတစ်ဖက်တလန့်သွားပြီးတော့ပတ်သက်နေတာဟုတ်ဆိုတော့ तू နော် तू ရှာရွှေဦးတောင်းတော်လို့ပြောခဲ့တာဟုတ်နော်အင်္ဂလိပ်စကားပြောရဲ तू အချင်းချင်းမှာတော့မှ तू လက်သူကို तू ခေသူမဟုတ်ဘူးလို့ तू ပြောခဲ့ပြီးမဲ့လေယုံကြည်ခဲ့ပြီးမဲ့လေတကယ်ပညာတတ်စကောလာတိုင်းဝိုင်းမှာသူကို तू အငယ်သွားရဆိုတဲ့ဟာမျိုးပေါ့။ဟုတ်ကဲ့ပါ။ဦးဇေဘာကိုတွေ့တဲ့အခါမှာသူစိတ်သက်နည်းနည်းချာဟုတ်တယ်နော်။ဟုတ်ကဲ့။ဆာဘိုင်းတော်ကြီးရေအင်္ဂလိပ်စာတက်တဲ့နောက်ခံအတိုင်းဝိုင်းလာတာ။ဟုတ်ကဲ့။ဒါလည်းသူ့ရဲ့ဝိထုဒီကာရီတာတွေဒီဇက်ကောင်တွေရဲ့အဲပြောပုံစုပ်ပုံတွေကကျွန်တော်တို့မြန်မာရင်ကျေးမှုနဲ့တော့နည်းနည်းတော့တဟားကတာအတဲတူနေတော့ဖြစ်ရတယ်ပေါ့။တိုးတော့သူကဒီအနောက်တိုင်းစာပေကိုဖတ်နာပုံရတယ်လေ။ဟုတ်ကဲ့ပါ။ဒါကြောင့်မို့လဲသူကအာသူ့ဇက်ကောင်တွေအားလို့ ဝင်လင်းနေတာပေါ့ဟုတ်ကဲ့ပါအဲ့အဲ့ဒါကိုပြောအဲ့လိုပြောတယ်ဟုတ်ကဲ့ပါသူကတော့သူကြောင်းနေလဲဆိုတော့ तू ကအမေနဲ့ဖေကဒီနေမြို့လေးမှာနေတယ်စီးပွားရေးလုပ်ငန်းပဲလုပ်တယ်သူတို့ကြောင်းထားပြီးရွေရွေသိမ်းရှိပတ်စံပို့တယ်ဒါနဲ့ငါတို့တောင်းရင်ကြည့်ပြီးဆိုပြီးတော့မှပြစ်ထားလိုက်တဲ့အခါမှာတင်မရမှာခင်မရတော့တော်ပြီးငါရှက်ပေါကောင်းတယ်ဖေကလည်းငါတို့မှပြစ်တာမရှိဘူးငါတို့ရဲ့အတော်ပေါ့နော်ရရန်ပြောနေသူတို့မိတွေးပေါ့မိတွေးပေါ့မှာလေးတာရင်တက်ရောက်တဲ့အခါကျတော့မိတွေးနဲ့နောက်ထပ်ရတဲ့တမီးလေးကအဖေကသူ့ရဲ့အသေးနှလုံးဖြစ်နေချက်နေတော့သူတို့ဒီဘက်ကအကြီးတွေနဲ့ တော်ဆက်မှုလို့တော့အမားဖြစ်တော်ဆက်တယ်မြေဒီခင်မင်းတင်မင်းနဲ့ဒီအဖို့ဆိုမှမှတ်၃ရက်ရှင်နေမှာအဖေရဲ့မေတ္တာကိုလည်းမရအမေရဲ့မေတ္တာကိုလည်းမရပဲသူတို့ကတိချာကြီးဖြစ်ပြီးနောက်ဆုံးမှမောင်ကြီးအဖို့ကစိတ်ယုံပါပဲဟိုပြင်းထန်တဲ့ဒီယောဂါရပြီးကွယ်လွန်ခဲ့ရတယ်ပေါ့နော်ဒီနေ့မှတင်မင်းရဲ့ခံစားချက်ဒီမောင်ကြီးအဖို့တရားတာအဖေကြောင့်အမေချောင်းအထူးသဖြင့်အမေချောင်းဆိုပြီးအင်မြာဒီလိုမျိုးနာမကပ်ပြဆဆဲပြီးတော့မှငိုယိုလိုက်တဲ့စောင့်ဝင်ခန်းတွေမှာပြိတ်သက်တွေဟာမိဘမေတ္တာဆော်ကားရလား ဆိုပြီးတော့ဒီတော့ကျွေးမွေးထားနေပါအောင်စော်ကားတော့စိုက်ဆရာရင်းသိမ့်မှမလားလို့လည်းမေးမှန်မှုတွေရှိခဲ့တယ်ပေါ့နော်ကျွန်တော်အဲ့ဒီလိုပြောတော့ကျွန်တော်ဘာတော့တတိယလဲဆိုတော့ကျွန်တော်တို့ခလေးဘွားကဇတန်းခဲ့ရတယ်ဒါပါတော့ဟုတ်ကဲ့ပါနော်တောင်းကျွန်တော်တို့က1980 81မွေးရဆိုတော့ဟုတ်ကဲ့အာ1980နောက်ပိုင်း90ကျော်တွေမှာကျွန်တော်တို့ကြီးခဲ့ရတဲ့မြန်မာရုပ်ရှင်သားတွေကဒီမိဘမေတ္တာပွဲတွေတော်တော်များများကြီးခဲ့ရတာဟုတ်ဆိုမြန်မာပြည်ရဇာကားတွေကဒီလိုပဲမိတ္တမေတ္တာဘွဲတွေပဲရိုက်ကြတာဟုတ်ကဲ့ပါဆိုတော့ဒေါ်ကြီးအေးက ဒီမိသားစုတွေကပြိုကွဲပုံတွေကိုရေးပြလိုက်တော့ Oh my god ဖြစ်တာဟုတ်ကဲ့ပါဆိုတော့နည်းနည်းအင်္ဂလိပ်စံနေလို့ပဲပြောရအောင်ပေါ့စံနေပြန်ပါဟုတ်တော့ဒါလားအမှန်တရားပဲမဖြစ်နေဘူးလားလို့မေးတဲ့အခါမှာတော့အဲ့မှာအိမ်မှာလည်းစဖက်သူအမေအနေနဲ့ပေါ့နော်ဒီလိုဆိုဒီလိုမျိုးအကျိုးအကြောင်းအရာတွေအခက်မသိလို့ဖြစ်စေတနေရွယ်လို့ဖြစ်စေမိသားစုတစုမှာဒီလိုမျိုးပေါ့နော်ဟိုမှောင်ရင်လဲမှာဖောက်ပြန်မှုတွေတစ္ဆာဖောက်မှုတွေကလုံးဝရှိမနေဘူးလားနင်တို့တွေကမချဘူးမသိခဲ့ဘူးလားဆိုတော့ဟိုရှိတယ် ဒါပေမဲ့သူတို့ကဘယ်လိုလဲလဲမသာအချမ်းပြကြလဲဆိုတော့အိုးတဲ့တိတာတိတိမမြင်စေနဲ့ဘာဖြစ်လဲသူတို့လဲမမှုတွေရှိကောင်းရှိမယ်မယ်လေဖိုင်စီအောင်နေတဲ့သူရက်ကြော်ရွာကြော်နော်အားလုံးတိုင်းပြည်ပြည်ပြဖြစ်အောင်နော်မဖို့တုတ်တင်လို့ထင်တာပဲလေဆိုပြီးတော့မှပြောချင်တဲ့နေရာမှာပဲပိတ်သက်ခြင်းချင်းမှာပဲဝိပါဒဟာတွေကွဲပြားခဲ့ရတယ်ပေါ့နော်ဟုတ်ကဲ့ဒီစာမှုကြောင့်ဟုတ်ကဲ့ဆရာဟိုကျွန်တော်တော့ကြိုက်တယ်နိကြိုက်တယ်နိဆိုတာက ဒါတောင်းကြည်လို့ပြောရမှာပေါ့ဆရာမကြီးလည်းကျွန်တော်ထင်တယ်စစ်တော့ဖြစ်နေတယ်ဆရာမကြီးလည်းကျွန်တော်ထင်တယ်လေသူသူဒါကိုပြောပြတင်တယ်ဒါမှဆင်ခြင်လို့ရမယ်ပေါ့ဟုတ်ကဲ့ပါနောက်ဒါသူတောင်းကြည်ရယ်ဆရာကြီးဆရာကကျွန်တော်တို့ကလည်းဟိုပတ်ဆိုင်ရရုံနဲ့ပြီးကြမှာပေါ့သူအနေထားကြီးနဲ့လည်းပတ်ဆိုင်လည်းမတူဘူးပြဟုတ်ကဲ့ပါတော်တော်ဒါအမှုပညာတောင်းကြည်ဖို့လိုတာဟုတ်တောင်းကြည်ရယ်လို့ခံလာရတာပဲအားကမှရေးတာမဟုတ်ဘူးဘယ်လိုပဲပြောပြောကျွန်တော်ဆိုရင်လည်းအဲ့ဒီလိုပဲခံတယ်လေဟုတ်ကဲ့တခုခုရေးပြီဆိုရင်တော့ဉာဏ်မှုရှိမှာပေါ့ဟုတ်ကဲ့သူကတော့သူစိတ်ဉာဏ်မှုရသွားတယ်လို့ကျွန်တော်မြင်တယ်လေဆိုတော့ ဟိုဆရာမကြီးကလည်းဒီအင်္ဂလိပ်စာနောက်ခံရှိရတယ်ဆိုတော့အဲ့ဒါလည်းပြောပြောပါအောင်အင်္ဂလိပ်စာနောက်ခံဆရာမကြီးကြုံတွေ့ခဲ့တဲ့ဟာမျိုးလေးတွေဟုတ်ကဲ့ပါသူကဒီငယ်စဉ်ဘွားမှာလည်းရမုံမြို့မှာနေတယ်ဒီပညာရေးမှာလည်းထူးချွန်တဲ့ scholarship တွေတော့သူကရခဲ့တယ်ဟိုတဘောပါမှာ top 10အောင်ဝင်တဲ့ level ထိရှိခဲ့တာပေါ့နော်ဒီစစ်ပြေးတဲ့ကွန်ချန်ကုန်းမြို့မှာလည်း ဒါတကကင်မီကာနဲ့ဂရမ်မှာကောင်းကောင်းကြကြနန်းနန်းတင်ခဲ့တယ်။ဟုတ်ကဲ့။အဲဒီနေရာမှာပဲဘာလေးထပ်ဖြစ်လာလဲဆိုတော့သူ့အမေနဲ့သူ့ကြားရင်းဒီဆက်ဆံရေးမှာပြင်းထန်တဲ့စိုးဝါးတဲ့ဆက်ဆံရေးဖြစ်ခဲ့တယ်ပေါ့နော်။ဒီဒေါက်တာကကင်မီကာဒီကြီးကိုတကယ်တပည့်ရင်းတပည့်ချစ်ဖြစ်နေပေါ့နော်။ချစ်ခင်ရင်းနေတဲ့အခါမှာတနေ့မှာပခုံးတင်ပြီးတော့ဟိုတပည့်ကိုအရန်ချစ်တဲ့အခါကျတော့ဂုံပြုတ်လိုက်တာပေါ့နော်။ဒီစာရေးကုန်လားလေအရယ်ကွန်ပျူတာကိုမိခင်ကမြင်သွားပြီးတော့မှနင်းဟာဟိုရရန်ပြောတာနှစ်ယောက်ချင်းနဲ့တဘောတည်းနေနေလို့လားဒီလိုမျိုးခင်မိနေတာလားဆိုပြီးတော့မှ ီစိတ်တော်ပညာရေးအောင်ထုတ်ပလိုက်တယ်ဘောရအောင်ကျွန်တော်တို့ကဒါကြောင့်မို့တခုခုပြောပြီးတော့ကျွန်တော်တို့ခက်ကိုကြည့်ရမှာပါဟုတ်ကဲ့ကျွန်တော်တို့ပြောနေတဲ့ခက်ကလည်းဒီတောင်ကောက၄၀နောင်ပိုင်း၅၀ကျော်ဟုတ်ကဲ့ပါလောက်ဆိုတော့ကျွန်တော်တို့ကလုံခဲ့တဲ့နှစ်ပေါင်းเนาะ80လောက်ကเนาะအကြောင်းအရာဆိုတော့ဟုတ်ကဲ့အဲ့ဒီတခုခုပြောပြီးဆိုရင်ဒါကျွန်တော်တို့အဲ့ဒီအချိန်ကာလတွေကိုအချိန်ကာလနဲ့ထည့်သွင်းဟုတ်ကဲ့ပါဟုတ်ကဲ့အဲ့တော့ကျွန်တော်စိတ်ဝင်စားတာဒေါ်ဂျီရဲ့ဝိထုတွေမှာအဲ့ဒီလိုခစ်တွေကို ပေါ့နော်အသားပေးပြီးပေါ်ပြတာမျိုးတွေရောတတိထားမိလားခစ်တေပါတွေကတော့အဓိကအသားပေးနေတာမျိုးမဟုတ်ဘဲနဲ့အရေးသားပိုင်းကိုပဲသူကဦးစားပေးရလားဇလန်းတွေပဲဦးစားပေးရလားအဲ့ဒါရောဘယ်လိုမြင်လဲဟုတ်ကဲ့ကျွန်တော်အမြင်တော့သူ့အနေနဲ့ဒီအထူးသဖြင့်ပေါ့နော်ဒီအားလုံးထက်အလုံးနေရတိတော်တိရမပြတာဘူးလို့ထင်ရတဲ့အကြောင်းအရာမျိုးတွေကိုသူကပြတာကိုကိုယ်ကပြတော့တောင်းရင်တဲ့အနေနဲ့ပေါ့နော်ဟိုပြတာကိုသူတောင်းရင်ရှိတယ်လို့ တီးတန့်မခံရင်တော့မှပဲဒီလူမှုလောကမှာဒီလိုမျိုးအမိမမတက်တာကြီးရာဖြစ်နေတယ်ဖြစ်တဲ့အတွက်ဘသူတွေမှာဓာရီလာပြီးတော့မှဟိုတိခိုင်မှုတွေရှိနေဆိုတော့သူပြသခဲ့တယ်ကျွန်တော်တို့ခံယူမိတယ်ပေါ့နော်ဒီနောက်မြအင်ဒီယန်နေပြီးတော့ကွဲထွက်သွားမှကြောက်လို့ဒါတကယ်ပြောချင်သေးတယ်ဆွေးမြင်နေတဲ့တွန်းကန်ခြင်းဆွေဝတ္ထုမှာလည်းမနှင်းနေဆိုတော့ဒီမိမဖြူတွေကချစ်သူရီစားရဲ့တခွက်ကြောချင်းကိုအမြဲခံနေရတာဒါပေမဲ့ဒီ ဘယ်လိုပဲမှသူ့နဲ့မလွှဲရှောင်တာနိုင်မယ်နဲ့မိန်းကလေးဖြစ်နေတာတစ်ဆောင်နဲ့ချစ်သူပေါ်မှာပုံအပ်လိုက်မိပြီးသားဖြစ်သွားတယ်မိန်းကလေးကြောင့်လည်းချစ်သူကတုံတုံတမောက်တော့မှာပေါ်သွားရောက်ပါပြီဆိုတာမျိုးတာနောက်မဆုတ်တာပေါ့သူ့ခင်ဗျာမှာဟုတ်ကဲ့ဒီလိုမျိုးချစ်သူရဲ့ဒီဟိုချစ်သူကပိတ်ငုံဆိုလို့ရှိရင်တော့ဒီပိတ်ငုံကြီးမှာညှိနေတဲ့ပိုးကောင်ကြီးဘဝလိုမျိုးကိုလည်းတိုက်ဆံမကြည့်ရပြီးပိတ်သက်တွေကိုမဆန့်တက်ငန့်ဖြစ်စရာပေါ့နော်ဒီကောင်ကြီးချင်းတည်းမြောက်နင်းဘာလို့ထွက်လာတာလဲနင်းကသူကကျောင်းအောင်ကြံမှာနင်းမသိဘူးလားလို့ပိတ်သက်တွေကဖြစ်ပြီးမယ် တကယ်ဖြစ်နေတဲ့အကြောင်းအရာတွေပဲပေါ့နော်အမျိုးသားရင်းအနေနဲ့ဒါအားလုံးမဆိုလို့ပေါ့နော်သူမျိုးသားရာဒီချစ်သူကငါတကယ်ချစ်နေပြီဒီကောင်မလေးငါလက်ကနေညမမဟုတ်တော့ဘူးငါလည်းအဲသူ့ရဲ့ဒီအနေဆိုင်ဆုံးတစ်ခီးရှောက်လန်းထားပြီးသားပြီဆိုတော့ငါလက်ကိုတရားရေပဲဆိုတော့ဟိုရရန်ပြောရင်တော့နှမသင်းမဆာနာတဲ့တိကောရမျိုးရှိတဲ့ပုဂ္ဂိုလ်မျိုးတွေကလည်းရှိနေတတ်တယ်ဒါတွေပုံအပ်ပြီးတော့မှเนาะဟိုချစ်လိုက်ပါပဲဆိုရင်တော့ဘယ်လိုဆိုးကျိုးလာမလဲဆိုတော့ဟိုဒီလိုဝိထုတွေမှာပြတာပေးခဲ့တယ်ပေါ့နော်ကျွန်တော်စဉ်းစားမိကြတယ်ဒါဆိုရင် ကျွန်တော်ဆရာမကြီးဒေါ်ကြည်အေးရဲ့အဲ့ဒီလိုအရေးသားတွေပေါ့ဟုတ်တယ်ဆိုတာကအဲ့ဒီခက်ခဲလူဖွဲ့စည်းရောဘယ်လိုအကျိုးသက်ရောက်မှုတွေရှိနိုင်လဲပေါ့နော်အဲ့ဒါကြတော့နော်ဘယ်လိုစဉ်းစားမိလဲဟုတ်ကဲ့ပါနော်ဆိုတော့ဟုတ်ကဲ့လူဖွဲ့စည်းအကျိုးသက်ရောက်မှုရှိနိုင်တယ်ဆိုတာဟို ိုမပြေမြမှာကျွန်တော်အတွေ့အကြုံအနေနဲ့ဆိုလို့ရှိရင်အဲ့လိုပေါ့နော်ဟိုဒီဝိထုတွေကနေအကြောင်းအနေနဲ့ဆက်ဆက်ပြီးပြောမှာဆိုရင်တော့သူတို့ခေတ်သူတို့ခါလာမှာဒီတက္ကသိုလ်ကျောင်းအကြောင်းသူတွေပညာရေးအဆင့်တန်းမြင့်မုံအဲနော်မိမိကိုယ်ကိုမိမိနော်ဒီတီထောင်ကိုဘယ်လိုပါမိဘအထင်းကိုတွေအပါပေါ်လဲပဲကိုယ်လမ်းကြောင်းမှာကိုယ်ရှောက်နိုင်ပြီးတော့မနော်ဆောင်ကိုပေါ့မှာကောင်းတယ်နော်ဒီနိုင်ကျွန်တော်သွားသတိရတယ်ဒီနိုင်ခေကြည့်ရဲမောင်ကိုကိုနဲ့မြန်နန္ဒာတဲမှာဆိုရင်လေသူတို့တွေဟိုကပြာဖတ်ပုံလို့ပါဟုတ်ကဲ့ပါ ဆိုတော့ဒီခေတ်ကာလကဲเนาะဟာလာကျွန်တော်တို့အာစကားပြောကြတော့ကောင်းတယ်ဒီတိုင်းဆိုကျွန်တော်တို့နောက်တစ်ချိန်ထပ်ပြီးပြောရမလို့ဖြစ်နေတယ်ဗျာအားလုံးပြောခဲ့ပါဆုံးပါဦးပြောခဲ့ပါ